ော်မလီကဆေးလူရှားစွာနဲ့တော့ရွှေပေါက်တွေထည့်လိုက်ပါရီလက်ချောင်းလေးနဲ့ဖြည်းဖြည်းလေးလှည့်လိုက်တဲ့အခါမှာသူရှိကယရနာတစ်တာကြီးချက်ချင်းပွင့်သွားတာကိုမထင်ပါဖနဲ့တွေ့လိုက်ရပါရီတစ်တာတွေမှာလျှို့ဝဲစမ်းကြည့်တဲ့ယရနာတစ်ခုရှိနေတာကိုမြင်တော့ကော်မလီကဘာမှမတွေ့ဘဲနဲ့လက်နဲ့လမ်းယူဖို့ပြင်လိုက်ပါရီဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲလက်ကောက်ကအထူးဆန်းစွာနဲ့ပြန်ထွက်သွားပြီးတော့ကော်မလီရဲ့လက်ကောက်ဝတ်မှာတင်းကျပ်စွာနဲ့တွေ့ကပ်သွားပါရီသူ့ရဲ့ဖော်ဟာတင်းဆွဲခွာဖို့ကြိုးစားပြီးမြင်လေလက်ကောက်ကတော့အနေငယ်တောင်မလုပ်ဘဲကန့်နေပါရီ မကြာခင်မှာပဲတိတ္တပိုင်ရှင်ရောက်လာခဲ့ပါ ರಿ အချင်းနီမကောင်းမှန်းသေးတဲ့သူတို့နှစ်ယောက်ကအပြင်ဘက်ကိုအမြင်ပြေးခဲ့ရပါ ರಿ ဒါပေမဲ့တဝက်လောက်ရောက်တော့ကော်မလီကနောက်ကနေဆွဲထားခံရပြီးတော့လက်ကောက်ဟာခိုင်မာရိတ်ထိန်ချုံမှုတစ်ခုရဲ့လွမ်းမှုမှုအောက်ကိုရောက်နေပုံရပါ ರಿ သူ့ရဲ့ရန်သူရှိကနေဖြတ်သွားတာကိုတွေ့လိုက်တဲ့အခါမှာကော်မလီချက်ချင်းသဘောပေါက်သွားပါ ರಿ လက်ကောက်ကသူ့ကိုကာဝယ်ပေးနေတာဟောပါလကောက်ရဲ့နောက်ကြောင်းကိုရှောက်ဖေးဖို့အတွက်သူတို့ကမြေပုံတိုင်းမှာလိုင်ကူတစ်ခုစီကိုရောက်လာခဲ့ကြပါရီ အတွင်းမှာဗဟုယုတ်ဒီအစီချထားတာကိုတွေ့ရပါတယ်။ဒါပေမဲ့သူတို့အားလုံးဘာလို့မှမသိစဉ်းစားနေတော့မှာပဲ။ကောင်လေးတယောက်ကတော့တီးကျင်စိတ်နဲ့ဘောကဆက်ရန်နီယာကိုဆွဲလိုက်ပါတယ်။သူတို့မပြေးခင်မှာပဲကြောင်းနေရနေယိုရီရဲ့ပိတ်သွားခဲ့ပြီးတော့သူတို့အားလုံးကိုတွဲမှပိတ်မိသွားစေပါတယ်။အိမ်တော်ပတ်ဝန်းကျင်အားချက်ချင်းဆိုသလိုပဲကျင်းမြောင်းလာပါတယ်။သူတို့တက်နိုင်ဆုံးစူးစမ်းပြီးတော့ခုခဲ့မိမိမာကျော်ရဲ့ကြောင်းနေရနေရဲ့ရှေ့မှာဘာမှမတက်နိုင်ခဲ့ကြပါဘူး။မကြခင်မှာပဲသူတို့အားလုံးကနေရနေခုကြားရဲရောက်သွားကြပါတယ်။ တို့အလုံးအသားပြားဖြစ်တော့မယ့်အချိန်မှာကောင်လေးတယောက်ကတခုခုကိုယုတ်ဒီရဲ့တွေ့လိုက်ပါရီအလေးမှာထားရှိတဲ့ဥကောင်းခွန်ကြောက်တုံးကိုကြည့်ပြီးတော့ကောင်လေးဟာတို့ကိုအထင်းမှဝင်လဲခံလိုက်ပါရီကျောင်းနီးအနီလုံးဝပိတ်သွားပြီးတဲ့နောက်တစ်စက္ကန့်မှာပဲတို့ဟာအိမ်နီးယားကနေအောက်ကိုပြုတ်ချသွားခဲ့ပါရီတို့အလုံးသတိပြန်ဝင်လာတဲ့အခါမှာကောင်မလေးကလေးဝဲစမ်းချတဲ့အရာတခုခုကိုမြင်လိုက်ရပုံပါပြီပြီးတော့ရှီကိုတိုးသွားပြီးတော့တွားကြည့်ခဲ့ပါရီသူကနေရန်ကိုအားကုန်တွန်းလိုက်ပါရီမတင်မပဲလန်ကလီတိုင်းဆက်လျှောက်သွားတဲ့အခါမှာသူရှိရမြင်ကွင်းကသူ့ကိုအံ့ဩသိစေခဲ့ပါရီ ယုတ်ဒီရဲ့ရှေးကမြေဝင်းကအရန်ကျေတာ ड़ी တောင်နေဝင်းရန်ထိုင်းဝင်တော်မကအလဲမရွာလေးတရွာရှိတယ်ဒါသူတို့ရှာနေတဲ့ရှေးအောင်မြို့တော်ပါပဲဒါမင်းဝင်ဖို့မလွယ်ပါဘူးတကားပီအများပြားမြင့်မားနေပြီးတော့ညနေပြည်မှာလေးခြုံထက်တဲ့ဆူတွေအပြည့်ရှိပါ ड़ी မတော်စထိမိရေပြားနဲ့အသားတွေကွာသွားနိုင်ပါ ड़ी ဒီကားဘဝနေတက်ဖို့ဆိုတာကမဖြစ်နိုင်တာရှင်းနေပါ ड़ी ပုံချင်းမလေးလူဝဲထောင်ချောက်တွေအများကြီးရှိပါ ड़ी ဒါကြောင့်သူတို့အားလုံးတတိထားပြီးတော့သွားကြပါ ड़ी အဲ့ချိန်မှာလာရောက်ဟာယိုရီရဲ့ထိုးချလာပြီးတော့ကျွေပြားပေါ်ကိုတိတိကျနေပါရီကျွေပြားပေါ်မှာပုံလေးတွေမိန်ပြပြပေါ်လာတာကိုတွေ့ရပါရီလာရောက်ပြောက်သွားတဲ့အခါမှာကျွေပြားပေါ်ကပုံတွေကပို့ပြီးတော့ကြောက်ပလာပါရီအဲ့တော့အမြင်တော့သူတို့အားလုံးချက်ချင်းမဲ့အရာအလုံးကိုနားလေသွားရီဒါတကောင်းဖွေးမှုအဓိကအချက်ဖြစ်ချောင်းကိုသဘောပေါက်သွားကြပါရီသူတို့အားလုံးကကျွေပြားပေါ်ကပုံတိုင်းပဲဘေးမှရှိတဲ့ဘဘူးရုပ်ကိုရှာခဲ့ကြပါရီပြီးတော့သူတို့အားလုံးတစ်ချိန်ထဲမှာပဲဆယ်ရန်နေရကိုဆွဲချလိုက်ပါရီမထင်မှတ်ပဲသူတို့ရှိရမျိုးတွေကားကြီးပွင့်သွားခဲ့ပါရီ အိမ်တော်သူတို့အားလုံးအတွင်းဘက်ကိုဝင်သွားကြပါရီပြီးတော့ပိတ်ထားတဲ့တင်းကြိုင်းကနေဝင်သွားကြပါရီကောင်မလေးကမြောက်ကောင်ကိုအပေါ်တက်ခိုင်းခဲ့ပြီးတော့လန်နီတမီနဲ့ခန်းရဲတောင်တိုင်းကိုထိုးကြည့်ခိုင်းခဲ့ပါရီဒါကနေအောင်ကြီးအစားထိုးပြီးတော့ဆန်းသက်ကြည့်ဖို့ကြိုးစားနေတာပါ ပြီးတော့သူ့ရဲ့ဖော်ဟာရေစလုံးကိုသုံးပြီးတော့အလင်းပြန်စီခဲ့ပါရင်အလင်းနဲ့ငါးတကားကိုထိုးမိတဲ့အခါမှာနောက်တစ်စကတ်မှာပဲပိတ်ထားတာကြာပြီဖြစ်တဲ့ချော်တကားကြီးကပွင့်သွားခဲ့ပါရင်အဲ့ခါမှာသူတို့အားလုံးစိတ်လုရှားသွားကြပါရင်ဒါမှမဟုတ်သူတို့မဝင်ခင်မှာပဲပင်းကူတကောင်ထွက်လာတော့ယိုဒီရဲ့တွေ့လိုက်ကြပါရင် ပြီးတော့ခေါင်းမော်ဟာစူရီယာလေးတဖြည်းဖြည်းချင်းချလာပြီးတော့သူတို့ရဲ့ခေါင်းနေစီကိုတဖြည်းဖြည်းနီးကပ်လာပါပြီ။ဒါအောင်မြင်တော့သူတို့အားလုံးထိတ်လန့်သွားကြပါပြီ။ခေါင်းမော်ဟာစူရီကြားရုံးမဲ့ရေးပေါ်အခြေအနေမှာသူတို့အားလုံးတကားအနေအမြန်ထွက်ခဲ့ကြပါပြီ။ဒိုင်မင်းကောင်မလီဟာတလန်းနှောက်ချခဲ့ပြီးတော့တကားမှပေးမိနေခဲ့တယ်။ကံကောင်းစွာနေပြီသူရဲ့ဖော်ကနေရင်နှစ်ဖက်ကိုအားကုန်ဖိထားပေးခဲ့လို့ကြောက်စရာကောင်းပြီမလဲတက်ကိုပြန်ကင်နိုင်ခဲ့ပါရီအဲဒီအချိန်မှာသူတို့အားလုံးကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုထပ်တွေ့လိုက်ရပါရီလမ်းဆုံးမှာတော့ရွှေပူးရုပ်ထုတစ်ခုရှိနေတာကိုတွေ့ရပါရီ သူတို့ရှိကိုတက်ပြီးတော့သွားကြည့်ဖို့ပြင်နေတော့မထင်မှာပဲသူတို့ခြေတော်အောက်ကကျမ်းမြင်ကယူရီရဲ့ပြူချသွားပါ ರೀ နောက်တစ်စက္ကန့်မှာပဲသူတို့အားလုံးအမြင်ရှော့ချသွားပါ ರೀ သူတို့စူရီဘောကြောက်ရမယ့်ချိန်မှာသူတို့အားလုံးအားကုန်ခုန်လိုက်ပြီးတော့တစ်ဖက်ကိုကူးနိုင်ခဲ့လို့အသက်ကိုပြန်ပြီးတော့ခင်နိုင်ခဲ့ပါ ರೀ အခုဆိုရင်တော့သူတို့ရွှေမျိုးတော်ရဲ့အစွန်းကိုရောက်နေပါပြီသူတို့ရှိမှတောက်ပနေတဲ့ရွှေရုပ်တူကိုတွေ့ရတော့သူတို့အားလုံးပို့ပြီးတော့နက်နက်ရှိုင်ရှိုင်လေးလာဖို့ပြင်ဆင်နေတော့မှာပဲမထင်မှာပဲအခုဖိုးထူးကယူရီရဲ့တားလိုက်ပါ ರೀ သူကရွှေတင်ကားပြားတစ်ခုကိုထုတ်လိုက်ပြီးတော့ဘဘူးရိုးရဲ့လက်ဖွားလေးကိုဂူးတဆိုင်ငယ်ထည့်ပေးလိုက်ပါရီဒီလိုလုံးလိုက်ရင်လျှိုးရဲ့ဆက်ရန်နေရပွင့်မယ်လို့ထင်ခဲ့ပြီးမင်းသူတို့အားလုံးမျော်လင့်ကြည့်ကြည့်နေတော့မှခြေတော်အောက်ကကြောက်ပြားတွေဟာထက်ပြီးတော့ပြိုကျသွားခဲ့ပါရီအကိုဖိုးထုကလည်းကျောင်းနဲ့ကြီးတွေကိုပြိုကျလို့နေနေဖြစ်သွားခဲ့ရပါရီသူတို့ကေဘုံမပြင်းစင်ရခင်မှာပဲမင်းကြီးရဲ့အဖွဲတစ်ဖွဲရုပ်တရက်ရောက်လာပါရီအဖွဲကောင်းဆောင်ကတော့အသက်80ရွယ်အဖွားဟုတ်သူပါသူကလမောင်းကိုညင်သာစွာဝင်ရလိုက်တဲ့အခါမှာအဖွားကငွေရည်ကောင်မလေးတင်ကိုပြောင်းလဲသွားတာကိုမချင်မမနေတွေ့လိုက်ရပါရီ သူဟာရှင်မျိုးတော်ရဲ့ဆောင်းလျှောက်သူဖြစ်နေခဲ့တာပါ။သူတို့ဟာတာမန်စွန်းစားရှာဖွေတဲ့သူတွေတာဖြစ်ကြောင်းတက်တည်ပြဖို့အတွက်ဂေါမလီဟာသူ့ရဲ့ဘဟုသူတော်နဲ့ဗဟီရီကိုဖြည့်ရှင်းဖို့ဆုံးဖြတ်လိုက်ပါပြီ။ပြီးတော့သူဟာရည်ရင်းတွေကနေပြီးတော့ရည်ကြီးတစ်ခွက်ကိုခဲ့ယူလိုက်ပါပြီ။ဘဘူးရိုးရဲ့လက်ဖွားလေးကိုဖြည်းဖြည်းချင်းလောင်းထည့်လိုက်ပါပြီ။ဒီလိုလုပ်လိုက်တော့ဆယ်ရန်နီးယားကတကယ်ပဲအလုလုသွားပါပြီ။ ကျောင်းကောင်ပွင့်သွားတာနဲ့သူတို့ရဲ့ရှိမှတောက်ပါလပရီမြင်ကွင်းတစ်ခုပေါ်လာခဲ့ပါရီ။ဒါပေမဲ့အခုဖိုးထူးရဲ့နောက်လိုက်တယောက်ကဘပူးရုပ်ကိုခိုးယူသွားခဲ့ပါရီ။ဒီလိုလိုကစောင်းရှောက်သူကိုဒေါသထွက်စီခဲ့ပါရီ။နောက်တစ်စကဲမှာပဲရှင်မျိုးတော်ဟာယိုရီရဲ့ပြူကြစားပြုတ်လာပါရီ။သူတို့အားလုံးကျောင်းလန်တကြားနဲ့ထွက်ပြေးခဲ့ကြပါရီ။ဒါပေမဲ့ကော်မလီကတော့ဘာအောင်မှမကြောက်ဘဲနဲ့ဘပူးရုပ်ကိုပြန်လူးခဲ့ပါရီ။အသက်အနည်းကိုစွန့်စားပြီးတော့မူလနေရာမှာပြန်ထားခဲ့ပါရီ။ဒီရှီယောင်းဝင်ကိုတေချာဘောက်ကဝေရမယ်လို့သူကဆုံးဖြတ်ထားပုံပါပဲ။ တကယ်ပဲပပူရုပ်ကိုမူလနေရာမှာပြန်ထားလိုက်တဲ့ခါမှာရှီယောင်းမျိုးတော်ကြီးဆက်ပြီးတော့ပြိုကျတာရက်သွားပါပြီပြီးတော့အန်ဝေါ်ဆရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်လာခဲ့ပါပြီသူကဖြည်းဖြည်းချင်းသူ့လိုလိုပြန်လည်ပြင်ဆင်လာတာကိုတွေ့ရပါပြီစကားကြီးပြင်ပိတ်သွားတဲ့ခါမှာတော့ဒီရှုမျိုးတော်ကြီးဟာလေလောကကြီးမှာကျန်ရင်နေခဲ့ပါပြီသူတို့အလုံးဒီမြင်ကွင်းကိုကြည့်ပြီးတော့ဂျင်းတဲ့အပြုံးနေနေပြုံးနေခဲ့ကြပါပြီဒီလိုနဲ့ NLD ကလည်းအဆုံးသတ်သွားခဲ့ကြပါပြီ